ကောက်ပုံမှာစာရဘာဝလို့ရေးပြီးတော့မှအဲ့မှာကြားရည်တွေနဲ့တုံးလိုက်တုံးပြီးတော့ညာဘက်ပကုတ်ကိုတင်ပြီးတဲ့အခါကျတော့ 32ပုံတွင်းမှာကျင်လဲချင်းဆိုကျင်လဲချက်စားနေကြကုန်တော့ဝိနေကတက်သွားအပေါင်းနဲ့အတူကျွန်တော်ခန္ဓာကိုယ်စောင့်ရှောက်နေတော့ကိုယ်စောင့်နဲ့သာသနာကိုစောင့်ရှောက်တော့သာသနာစောင့်နဲ့ရက်ွက်တွင်းမှာရှိကြကုန်တော့တမာရီကနှက်ကောင်းနှက်မြက်နဲ့အတူကျွန်တော်ပို့သားတဲ့မေတ္တာကိုကြားနိုင်တော့အစွမ်းသိတိရှိတော့တမာရီကနှက်ကောင်းနှက်မြက်နဲ့အပေါင်းနဲ့အတူဆရာတခင်ဝိဇ္ဇာတို့တော်ကအပေါင်းတို့အကျွန်ုပ်ဤညာလက်ယုံမှုကိုရောက်ရှိလာတော့စရဘာဝပြားရေးစမအေးရဲ့အကျိုးကျေးဇူးကြောင့်အကျွန်ုပ်ကြံစီတဲ့စီဝါရေးဥစ္စာလာလာပါတယ်တိုးတက်ပြီးအကျွန်ုပ်ယုံကန်ရှာဖွေကြီးမွေးနေတော့ဤမိသားစုတွေ စီးပွားဥစ္စာဒီလေလာတိုးတက်၍အောင်မြင်တိုးတက်ကြီးပွားပါစေသာလို့ဆုတောင်းအောင်ပါအဲ့ဒါလေးတို့ပါမယ်ခင်ဗျအဲ့ဒါဆိုရင်ယောက်ျားလေးရောမိန်းကလေးရောအတွက်အထင်ကရနှစ်သက်မှာအဆင်ပြေအောင်မြင်မှုတွေရအောင်ပါပါမင်္ဂလာပါခင်ဗျမင်္ဂလာရှိရဲ့နေ့တွေဖြစ်ပါစေကျွန်တော်ကကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေအတွက်ကျွန်တော်ကောင်းစေမင်္ဂလာပြုနေတဲ့ပတ်သက်တဲ့အကြောင်းလေးကို ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်လေးလပိုင်းပေါ့เนาะအကွာတာတချံပေါ့တချံပြီးသွားပြီဆိုရင်ကျွန်တော်တို့မြန်မာအရှိအရာနှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီးတော့နှစ်တစ်ကိုရောက်တော့မယ်နှစ်တစ်မှာကောင်းကြီးမင်္ဂလာအဖျားဖျားလေးဒီပြည့်စုံမှုအတွက်ကိုကောင်းစေမင်္ဂလာပြုတယ်ဆိုတာကျွန်တော်တို့မြန်မာထုံးတဲ့ဆန္ဒတွေကိုလည်းမှာပါတယ်အဲတနပိုင်းတရနေ့ရနေယူရနေတယ်တူရယ်နော်ဟာလား ဟုတ်ပါတယ်ဗျာနော်အဲအဲ့လိုမျိုးပေါ့ဒါကျွန်တော်တို့ဒီမြန်မာလို့ဆိုလို့ရှင်တယ် Nissan တရက်နေရကျွန်တော်တို့ရဲ့ Nissan ပေါ့နော်အဲ့တော့ကျွန်တော်တို့က Nissan တရက်နေရတကြံကာလအတွက်တွေ့မှာရှိတယ်ပြီးတော့ဒီတကူလကာလရဲ့တကူကဆုံမယုံပေါ့နော်အဲ့၃လတော့အတွင်းမှာကောင်းစင်မင်္ဂလာပြုခြင်းနဲ့ပတ်သက်ပြီးတော့အထင်ကရကျွန်တော်အခုလမ်းညွှန်တဲ့အတိုင်းတိကျကောင်းစင်မင်္ဂလာပြုမယ်ဆိုရင်နှစ်တစ်တစ်တာကာလအတော်အတွင်းမှာအပူပင်နေကင်းဝေးမယ် ဟိုခေါင်းကိုက်စီမဲ့အရာတွေပေါ့ဘောကဖြစ်စီမဲ့အပူတွေမလာတော့ပေါ့နော်အဓိကလူအောင်ဖုံးကန်တပါတက်ဖို့လိုတယ်ဖုံးကန်တပါတက်ပြီဆိုလို့ရှိရင်သူ့ရဲ့ဖုံးစရဏတက်ပြီဆိုရင်အစင်မပြေတာကြီးအားလုံးကအစင်ပြေသွားတယ်ကြားခုတယ်မလားလူတစ်ယောက်ကကန်ကောင်းနေရင်လေးချွနေတော့ပတ်စံလေးဝင်နေဆိုလိုမျိုးလေအဲ့လိုပဲလူတစ်ယောက်မှရှိနေတဲ့ဖုံးကန်စရဏတက်ဖို့ကယောက်ျားတို့ဘုံညာလက်ယုံမိန်းမတို့ဘုံစရုံးဆိုတော့လိုပဲယောက်ျားတွေဆိုရင်ညာဘက် ုံးဟာဒါဖုန်ကဆရဏတက်တယ်။မိမတွေဆိုရင်သင်းသတုံးဟာဖုန်ကဆရဏတက်တယ်။အဲ့လိုပဲကျွန်တော်တို့ကခေါင်းဆေးမင်္ဂလာတူပြီးတော့ဒီညာဘက်ပခုံးပေါ်ကိုကျွန်တော်တို့ကဒါဝိဇာလိုင်းရပြောမယ်ဆိုရင်တော့ကံပြရအကွက်တစ်ခုပေါ့ဝိဇာတက်တစ်ခုကိုထည့်ဖို့လိုတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ယောက်ျားသားတွေနေတဲ့ဖုန်ကတက်ပြီးတော့နှစ်တက်မှာအဆင်ပြေတဲ့အကြောင်းလေးအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်။အဲ့တော့ဘာတွေလုပ်ရမလဲဘယ်လိုတွေလုပ်တင်လဲဆိုတာကိုအဲကျွန်တော်အခုတခြားလေးညွှန်ကြားပေးပါမယ် ဘာသိမင်္ဂလာပြုတဲ့နေရာမှာအဓိကလိုအပ်တဲ့ပစ္စည်း၉မျိုးရှိတယ်ခင်ဗျအဲ့ဒီ၉မျိုးပစ္စည်းကရှားတော့ရှားပဲမဲ့တကယ်ထူးခြားခြင်းလဲဆိုရင်တကယ်အစီအပြေအောင်လုပ်အောင်ပါပေါ့နော်နံပါတ်၁ကကြတော့ကျွန်တော်တို့ဟိုခြုံတော့အရာပေါ့ဥပမာတက်တက်ပင်နေရာလေးပြောမှာထွက်နေတဲ့ခြုံတော့အရာကိုလုပ်နေတာတခြားလဲရတယ် ပေါ့နော်ခြုံတဲ့အရာဆိုဘာဖြစ်ဖြစ်ရတယ်အလွယ်ဆိုတော့တခြားရှိတာပေါ့နော်ဈေးပြူသီးလို့အလွယ်ချိုလို့အဲ့လိုဆိုလဲရတယ်အခြုံတဲ့အရာအနှဲငယ်လို့မယ်ပြီးရင်ခားတဲ့အရာအနှဲငယ်လို့မယ်ဥပမာခားဆိုခြေဟင်းကားသီးလို့ဝေးတော့ရတယ်လို့တမာရွက်လို့ခားတဲ့ရွက်ပေါ့နော်ခြုံခားပြီးလို့ရှိရင်ကျွန်တော်တို့အဆက်အရာအနှဲငယ်လို့မယ်အဆက်ဆိုတာကျွန်တော်တို့မယူပြီးပဲရှိတာပေါ့နော်အဲ့ဒါလေးအနှဲငယ်လို့မယ်ခြုံခားဆက်အပြီးကျွန်တော်တို့ဒီ အယောင်နဲ့ပတ်သက်တဲ့ဥစ္စာပေါ့ကိုယ့်ရဲ့ကုသိုလ်ကံအပေါ်ထောင်သက်စေဖို့အတွက်ဒီခုနှစ်ရဲ့သားသမီးတွေဒီဒီနှစ်ဒီနှစ်မှာပေါ့နော်အကျိုးပေးအယောင်ကအနည်းယောင်နဲ့အနဲ့ယောင်ကအကျိုးပေးတယ်အဲ့တော့အနီရောင်အစသုံးဖို့အနဲ့ရောင်အစသုံးဖို့အနီရောင်အတိသုံးဖို့အနဲ့ရောင်အတိအနီရောင်အတိဆိုခန်းချင်းတည်အနီလို့လည်းရတယ်။အဲ့အဲ့လိုမျိုးပေါ့နော်။အဲ့ဒါလိုအပ်တယ်။အဲနောက်တစ်ခုကကြောင့်ကျွန်တော်တို့တယောလိုအပ်တယ်။ပြီးကမွန်သီးမို့လိုအပ်တယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ကအတက်သုံးမျိုးလိုအပ်တယ်။ အသက်3အသက်3နှုတ်ဆိုတာကျွန်တော်တို့အသက်ထွက်နေတဲ့အညွန့်လေး3ညွန့်ခေါ်တာဘာဘာအညွန့်ဖြစ်ဖြစ်ရတယ်ဥပမာအညွန့်ထွက်နေတဲ့အညွန့်3ညွန့်လို့အပ်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒါတွေအားလုံးကိုစုပေါင်းပြီးကြိုဖို့အတွက်မြေအိုးတအိုးလို့အပ်တယ်ဒါတွေအားလုံးကိုစုပေါင်းပြီးတော့ကြိုဖို့အတွက်မြေအိုးတအိုးလို့အပ်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အဲ့ဒါတွေကိုကြိုတဲ့နေရာမှာအသုံးပြုတဲ့မိသွေးအခဲရာကိုးခဲပဲဖြစ်ရမယ်မိသွေးကိုးခဲနဲ့အရာကြည့်ပါမှာပေါ့ကိုးခဲကအဆင်ပြေမဲ့ကိုးခဲပမာဏပေါ့နော်အဲ့ဒါဖြစ်ဖို့လိုတယ် အဲ့ဒါအားလုံးပြီးသားပြီဆိုလို့ရှင်အဲ့ဒီကြိုထားတဲ့အိုးတွေကိုကျွန်တော်တို့ကတံပြာသီအခွန်၁၁ခွန်ထည့်ဖို့လိုအပ်တယ်တံပြာသီအလုံး၁၁လုံးပြောတာမဟုတ်တံပြာခွန်၁၁ခွန်ပေါ့နော်အဲ့ဒါတွေကိုစုပေါင်းထည့်ပြီးကျွန်တော်တို့အဲ့ဒါတွေကိုကြိုရမယ်ကြိုတဲ့အချိန်နေ့ကကိုမွေးနေ့ရဲ့၉နာရီအချိန်ဖြစ်ရမယ်ကျွန်တော်ဆိုရင်တောက်ကြသားဖြစ်တဲ့အတွက်ကြောင့်တောက်ကြနေ့နဲ့၉နာရီပေါ့နော်ဒါမှမဟုတ်တောက်ကြနေ့ည၉နာရီ၉ခန်းတိတိဖြစ်ဖို့လိုအပ်တယ်အဲ့ဒီအချိန်မှာကြိုရမယ် ကြိုပြီးသွားလို့ရှင်ကိုယ့်ရဲ့ရံဘက်အညွန့်ပေါ့နော်ကိုယ့်ရဲ့ရံဘက်အညွန့်ကို6လောက်ပေါ်မှာချနင်းပြီးတဲ့အခါကျတော့ခေါင်းဆေးဝင်ကလာပြို့ဖို့လိုအပ်တယ်ရံဘက်အညွန့်ဆိုလို့ရှင်အဲတော်ကကျွန်တော်ဆိုလို့ရှင်အဲကတဲ့ရွက်တို့ပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲကစွန်ရွက်တို့ပေါ့ကိုယ့်ရဲ့ရံဘက်အညွန့်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ရံဖက်အညွန့်ကိုမတွေ့ဘူးဆိုလို့ရှိရင်လည်းအဲအညွန့်ချနေတာကိုမလုပ်နဲ့ဥပမာဆိုကြပါစို့သူကနိုင်ငံသားမှနေရဆိုရံဖက်အညွန့်ကိုရှာခဲ့တယ်ရေးလိုက်ပေါ့နော်အဲ့ ဓမ္မတော်ကအင်းဝရာသာအဲ့လိုပေါ့နော်အဲ့တော့အဲဓမ္မဆိုလို့ရှိရင် စနေရဲ့နပတတဥသာဇာတာပရိနဲ့အဲဆိုရင်စနေဓာသမီးရဇာတာပရိလို့ရေးပြီးတော့မှအဲဇာတာပရိနဲ့အရွက်အညွတ်တစ်ခုကိုရေးလိုက်ဇာတာပရိနဲ့ဆိုပထောက်ရွက်ပထောက်ရွက်လို့ရေးလိုက်ပြီးအဲပထောက်ရွက်ကိုခြေထောက်အောင်မှာချနေလိုက်ပေါ့နော်အဲအဲ့လိုပြောနောက်တစ်ခုကဥပမာတော်ကဆိုလို့ရှိရင်တောက်ကြတန်းနေလားဆိုရင်ကြံရွက်ဆိုလည်းရတောက်ကြဓာသမီးရကြံရွက်လို့ရေးလိုက်ပြီးတော့ခြေထောက်အောင်မှာချနေလိုက်နိုင်ငံသားမနေတာမဟုတ်ဘဲနဲ့ဒီဟိုပါပေါ့နော် ကြောင်းတက်ထတာလို့နိုင်ငံသားမှနေတာမဟုတ်ဘဲနဲ့ကိုယ့်မြန်မာပြည်မှာနေရဆိုတော့အဲ့အရွက်တွေကိုလုပ်ပါတော့ဓမ္မတော်ကအင်းဝဆိုလို့ရှိရင်ဒါကျွန်တော်တို့ကိုယ်ဓမ္မတော်ကအင်းဝရာစာဆိုတဲ့အတိုင်းပဲသွားဒါကျွန်တော်တို့ဟိုဥဒ္ဒစိမ်မန်ဒါနာကိုဖြာနေမှာတော့ပဲねဓမ္မတော်ကအင်းဝရာစာဆိုတဲ့အတိုင်းပဲကျွန်တော်တို့အဲ့ကိုရဲ့ရက်ဒီအရွက်ဒီပေါ့နော်ကိုနဲ့စက်ကျင်ပဲဖြစ်တဲ့အရွက်ဒီအညွန့်တွေကို6ရက်အောင်မှာခြာနေပြီးတော့မှအဲကျွန်တော်တို့ခေါင်းစိမ်မင်္ဂလာပြုမယ်ခေါင်းစိမ်မင်္ဂလာပြုတဲ့အချိန်ကြာလို့ရှင့် တန်ကုန်တရားကိုးချီကျော်အောင်အဲအိုးလေးကြိုပြီးသွားပြီပေါ့အဲအိုးလေးကိုကျွန်တော်တို့မီဒီကိုးခဲနဲ့ကြိုလိုက်ပြီအေးရပြီဆိုတော့အထားကြီးတွေထပ်ကျော်ပြီးတော့မှကျွန်တော်တို့ကတန်မုတ်တွေကိုးချီကျော်မယ်ကျိုပြီးသွားလို့ရှိရင်ခေါင်းစိမင်္ဂလာပြုနေပြီခေါင်းစိမင်္ဂလာပြုပြီးသွားတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ကဒီခေါင်းကိုခေါင်းရေတန့်ပြန်နှောင်းလို့ရချင်းရေတန့်နှောင်းပြီးတော့ခေါင်းဖူးရဲ့ရောက်သားလေးမဖြစ်မင်းလေးမဖြစ်ရောက်ရောက်သားလေးဆိုတော့ခေါင်းရေတန့်နှောင်းပြီးခေါင်းကုန်နေအောင်မင်းလေးဆိုတော့ရေတန့်နှောင်းပြီးခေါင်းဖူးနေတဲ့အချိန်မှာမေတ္တာတုံးတစ်ခေါက်ရှုံမယ် အဲ့ဒါပြီးသားပြီဆိုလို့ရှင်ကတော့ဒီခေါင်းမှာရှိတဲ့စပင်းတွေကိုတခြားရင်နဲ့ချိုးလိုက်တယ်ချိုးလို့အလုံးပြီးသားပြီခေါင်းတစ်ဖက်တုပ်နေတဲ့အချိန်ပေါ့အဲ့ဒီချိန်ကျလို့ရှင်တရဏကိုတက်စီရုံမယ်ခေါင်းကိုတုပ်နေပြောင်းအောင်တုပ်နေတလန်လေဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ခါတရဏကိစ္ဆာမိဆိုတစ်ခေါက်အဲ့ဒါကိုတက်စီရုံမယ် အဲ့ဒါပြီးသွားပြီဆိုတော့အခါကြတော့မှကျွန်တော်တို့ကကောင်းစင်မင်္ဂလာပြီးသွားပြီဆိုရင်မိန်းကလေးတွေကစပင်ရောတခြားလေးကြကြနာနာပြီးပြီးတော့စတုံးလေးတိတိလေးအဆင်တင့်တဲ့စတုံးလေးထုံလိုက်တာပေါ့နော်ကိုယ်စပင်နဲ့ရှိတဲ့စတုံးလေးကိုပင်ကြတော့ထုံပြီးအဲ့စတုံးလေးကိုကုန်ကန်ပြီးတဲ့အခါကြတော့အရှိရဲ့မှာရှိကြကုန်တော့တမားရီကနှက်ကောင်းနှက်မြန်နှက်အပေါင်းနဲ့အတူအရက်လေးမျက်နှာမှာရှိကြကုန်တော့စကြာဝလာအတွင်းမှာအသိရှိတဲ့နှက်ဒီပါပုတ်ကိုအပေါင်းတို့ဒီယနေ့ကျွန်တော်မျိုးပြုလုပ်တဲ့ကောင်းစင်မင်္ဂလာအဋိဌံအောင်မြင်ပြီးရံအပေါင်းကိုငြိမ့်၍ဒုက္ခချမ်းသာခြင်းနဲ့အတူကြီးပွားခြင်းအတိအလင်းရ၍တမားရီကနှက်ကောင်းနှက် မြတ်တွေနဲ့စကြဝဠာအတွင်းမှာရှိတဲ့ပုဂ္ဂိုလ်သူတော်စင်တွေရဲ့စောက်ရှောက်မှုမေတ္တာတက်ကိုရပြီးကျွေးမြေတွေကင်းရှင်းသပါစေ၊ခေါင်းကိုက်စီသောအပူများပပပါစေ၊ရင်မာဖြစ်လာနိုင်သောတောကများတည်ဝေးပါစေတာလို့ဆုတောင်းအောင်မယ်။အဲ့ဒါမင်းကလေးလိုအောင်မယ်ဥစား။နောက်ကြားလေးကတော့လက်ပေါက်ပေါ်မှာစာရဘာဝလိုရေးပြီးတော့မှအဲ့မှာကြားရည်တွေနဲ့တုံးတယ်။တုံးပြီးတော့ညာဘက်ပကုံးတင်ပြီးတဲ့အခါကျတော့ 32ပုံတွင်းမှာကျင်လဲချင်းသွားကျင်လဲချက်စားနေကြကုန်တော့ဝိနေကတက်သွားအပေါင်းနဲ့အတူကျွန်တော်တို့ခန္ဓာကိုယ်စောင့်ရှောက်နေတော့ကိုယ်စောင့်နဲ့သာသနာကိုစောင့်ရှောက်တော့သာသနာစောင့်နဲ့ရက်ွက်တွင်းမှာရှိကြကုန်တော့တမာရီကနှက်ကောင်းနှက်မြက်နဲ့အတူကျွန်တော်တို့ပို့သားတဲ့မေတ္တာကိုကြားနိုင်တော့အစွမ်းသိတိရှိတော့တမာရီကနှက်ကောင်းနှက်မြက်နဲ့အပေါင်းနဲ့အတူဆရာတခင်ဝိဇ္ဇာတို့တော်ကအပေါင်းတို့အကျွန်ုပ်ဤညာလက်ယုံမှုကိုရောက်ရှိလာတော့စရဘာဝပြားရစမအေးရဲ့အကျိုးကျေးဇူးကြောင့်အကျွန်ုပ်ကြံစီတဲ့စီဝါရေးဥစ္စာလာလာပါတယ်တိုးတက်ပြီးအကျွန်ုပ်ယုံကန်ရှာဖွေကြီးမွေးနေတော့ဤမိသားစုတွေ စီးပွားဥစ္စာဒီလေလာတိုးတက်၍အောင်မြင်တိုးတက်ကြီးပွားပါစေသာလို့ဆုတောင်းပါအဲ့ဒါလေးပြောပါမယ် အဲ့ဒါဆိုရင်ယောက်ျားလေးရောမိန်းကလေးရောအတွက်အထင်ကရနှစ်သက်မှာအဆင်ပြေအောင်မြင်မှုတွေရတာမှာပါဒါကတော့ကျွန်တော်ကကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကိုကျွန်တော်ကြင့်ကြံအားထုတ်သုံးပြုထားတဲ့နည်းလေးကိုဝင်ပြလိုက်တာပါအဆင်ပြေတဲ့သူဒီနည်းလေးကိုယူသုံးမှအပန်းမကြီးပါဘူးယုံကြည်မှုရှိလို့တကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရပြီဆိုတဲ့အတိုင်းကြီးပွားလို့ရှိရင်ဒီလိုပဲကြီးပွားမှာပါအခုကျွန်တော်ခိုင်းနေတာတွေကဘုရားဘာသာကိုစန့်ချင်တဲ့အရာတွေကိုခိုင်းနေတာမျိုးမဟုတ်ပဲဘုရားဘာသာကိုအခြေခံပြီးယုံကြည်မှုတစ်ခုကိုတိဆောက်ပြီးတော့ဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်နဲ့အတူဂါထာမန္တ န်တော်တွေရဲ့ဂုံတော်ကျေးဇူးနဲ့ကိုယ့်ရဲ့ဥသားတဲ့မေတ္တာတတ်တဘောနဲ့အတူစัจ java လာအတွင်းမှာတမှုထူးတဲ့ထူးခြားတဲ့လူပုဂ္ဂိုလ်ဖြစ်အောင်လို့ကျွန်တော်ကလမ်းပြပေးတာပါဒီတော့ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်လမ်းပြပေးတာကိုအပြစ်တော်မဝင်မဲ့အချစ်တော်ဝင်ပြီးလူဝင်ဆန္ဒတလုံးတော်ဝကြီးဖြစ်ကြီးပွားဥစ္စာစီးပွားလှလာပါလိဖြစ်ပါစေလို့ကျွန်တော်ခွန်တာချူကဥသောပထမစတောမေတ္တာပို့တာပေးပါတယ်အားလုံးကိုကျေးဇူးများအများကြီးတင်ပါတယ်ဗျာ